တခါတော့ကတောဦးကြီးတခုရဲ့နေမှာအေးချမ်းသာရတဲ့ရွာကြီးတွေရောရှိပါတယ်။ရွာသူရွာသားတွေကစိုက်ပျိုးရေးလုပ်ကိုလုပ်ပြီးအေးချမ်းပျော်ရွှင်သွားနေထိုင်ကြပါတယ်။တနေ့မှာတော့တခုတယောက်ဟာရွာစုံမှာရှိတဲ့ဖုံရင်ကြောင်တွေကနေရှေးဟောင်းခေါင်းလောင်းငယ်တခုကိုခိုးယူပြီးတောထဲကိုထွက်ပြေးသွားခဲ့ပါတယ်။တောထဲကိုထွက်ပြေးသွားတဲ့တခုကိုညာဘက်အစာချထွက်လာတဲ့ကြားတကောင်ကတွေ့သွားပြီးနောက်ကနေချောင်းမြောင်းနေတာကိုတခုဟာသတိမထားခဲ့မိပါဘူး။တကူလည်းပြေးမောပန်းလာနဲ့တစ်ပင်တစ်ပင်ရဲ့အောင်မှလဲပြီးကနာတာမောပြင်းနေတယ် အဲ့ဒီအချိန်မှာပဲနောက်ကလိုက်လာတဲ့ကြားကြီးကတကူကိုခုံးကကိုက်ဖြတ်စားတောက်လိုက်ပါတယ်။ဒီအခါမှာတကူရဲ့လက်ထက်ကခေါင်းလောင်းငယ်ကလွင့်ထွက်သွားခဲ့ပြီးအနီးအနားဂျုံတကူလေးကိုကြားသွားခဲ့တာပေါ့။မနတ်မိုးလင်းတဲ့အခါမှာအဲ့ဒီနေရာကိုမြောက်တို့ရောက်လာတယ်။မြောက်ထဲကမြောက်တကောင်ကတကူလွတ်ကျခဲ့တဲ့ခေါင်းလောင်းကိုတွေ့သွားပါတယ်။မြောက်ကအဲ့ဒီခေါင်းလောင်းငယ်ကိုကိုင်းလုတ်ကြည့်တဲ့အခါတာယာရဲခေါင်းလောင်းသံထွက်လာတာပေါ့ဒီအခါမှာမြောက်ကခေါင်းလောင်းကိုသူ့လိုမြောက်ကိုနေထိုင်တဲ့နေရာကိုယူသွားပြီး ညာတိုင်းညာတိုင်းလုတ်ကပ်ကခေါင်းလောင်းသံထွက်အောင်ပြူလုံနေပါတဲ့တောအုပ်ကြီးရဲ့ဆုံမှာရှိတဲ့ရွာရွာသားတွေကတော့ညဘက်ရောက်တဲ့ခါတိုင်းတောအုပ်ထဲကနေအမြဲထွက်ပေါ်လာတတ်တဲ့ခေါင်းလောင်းသံကြောင့်ထိတ်လန့်ကြောက်ရွံ့နေကြပါတယ်ဒီလိုနဲ့ရပောင်းများစွာကြာလာတဲ့အခါထိတ်လန့်ကြောက်ရွံ့မှုကိုမခံနိုင်တော့တဲ့ရွာသူရွာသားတွေဟာတောထဲကနေညတိုင်းထွက်ပေါ်လာတဲ့ခေါင်းလောင်းသံရဲ့အကြောင်းကိုဖော်ထုတ်နိုင်ဖို့တံမာဖြတ်လက်တဲ့လူငယ်တယောက်ကိုတောထဲကိုဈေးလွှတ်လိုက်ပါတယ်လူငယ်ဟာတောထဲကိုဝင်နေ ပြီးတော့ခေါင်းလောင်းတံဘေးအားထွက်လာတဲ့ဆိုတာကိုရှာဝေစူးစမ်းနေရင်တနေရာမှာကြားစားခံထားရတဲ့တကူရဲ့အယိုးသူကိုသူတွေ့လိုက်ရပါတယ်။ဒီအခါမှာလူငယ်အားထိတ်လန့်သွားပြီးရွာကိုချက်ချင်းပြန်ပြေးလာခဲ့တယ်။သူကရွာသူရွာသားတွေကိုကြောက်လန့်နေကြတယ်ဒီလိုပြောပါတယ်။တောထဲမှာတစေးကြီးတစ်ကောင်ရှိနေတဲ့အကြောင်းအဲ့ဒီတစေးကြီးကတောထဲကိုဝင်လာတဲ့သူမှန်သမျှကိုအယိုးသာကြံတဲ့အထိကိုက်ဖြတ်စားတောက်ပစ်တဲ့အကြောင်းတစေးကြီးရဲ့လက်ထဲမှာလည်းခေါင်းလောင်းတစ်လုံးကိုကင်ထားတဲ့အကြောင်း အဲ့ဒီတစေးကြီးကညာဘက်အစာရှာထွက်တဲ့အခါခေါင်းလောင်းကိုအဆမပြတ်လုံရန်ရင်အစာရှာလေးရှိကြောင်းပြောပြလိုက်တဲ့အခါမှာရွာသူရွာသားတွေကအလွန်အမင်းကြောက်လန့်ဒုလုံကုန်ကြပါတယ်။ဒေါနတ်ထဲကခေါင်းလောင်းတန်နဲ့တစေးကြီးရဲ့တတဲရရွာထဲမှာတော်မီလို့ပြန်နံသွားခဲ့တာပေါ့။ဒီအခါမှာကြောက်လွန်တဲ့ရွာသူရွာသားတချို့ဟာရွာထဲကနေချက်ချင်းပြောင်းရွှေ့ထွက်ပြေးသွားကြပါတယ်။ဒီတဲ့င်းကပြန်နံသွားခဲ့ပြီးအဲ့ဒီတိုင်ပြီးတော့အုပ်စိုးတဲ့ဘယင်းကြီးရဲ့နာအတီပေါရောက်သွားခဲ့တာပေါ့။ ဒီအခါမှာပြင်ကြီးကဒီလိုကြေညာချက်ထုတ်လိုက်ပါတယ်။တောအုပ်ထဲကခေါင်းလောင်းတဲ့တစီကိုနှိမ်နှင်းနိုင်တဲ့သူမျိုးသူကိုမစိုးထိုက်တန်သွားစုချီးမြဲမယ်လို့ကြေညာလိုက်တာပါ။ပြင်ကြီးရဲ့ကြေညာချက်ကိုအဖွားအုပ်တယောက်ကကြားသွားခဲ့ပါတယ်။အဖွားအုပ်ဟာထောက်ပံ့ကြွေးမွေးမဲ့တာသမီမရှိချတာကြောင့်ဒုက္ခရောက်နေတဲ့အဖွားအုပ်တယောက်ပါ။ပြင်ကြီးပေးမဲ့စုငွေတွေသာရခဲ့ရင်သူ့ဘဝပူလုံသွားမယ်လို့လည်းအဖွားအုပ်တွေးနေမိပါတယ်။ ဒါဝိမဲ့တစ်ဖက်မှာလည်းလူတယောက်ကိုအယိုးဝဲကြံတဲ့အထိကိုက်ပြတ်စားတော့ပြစ်တတ်တယ်ဆိုတဲ့ခေါင်းလောင်းတန်သစီကြီးကိုလည်းသူကြောက်ရွံ့နေကြတာပေါ့အဖွားဟွာစုငွေကိုလိုချင်တဲ့စိတ်ကတစ်ဖက်ကြောက်ရွံ့စိတ်ကတစ်ဖက်ဖြစ်နေရာနေသုံးဖြတ်ချက်တစ်ခုကိုပြက်ပြက်သားသားချလိုက်ပါတယ်အဲ့ဒီသုံးဖြတ်ချက်ကတော့တိုးတဲ့ခေါင်းလောင်းတန်သစီရဲ့အကြောင်းကိုစုံစမ်းပြီးဘယင်ကြီးစီကနေစုငွေထုတ်ယူမယ်ဆိုတဲ့သုံးဖြတ်ချက်ပါဒီလိုနဲ့ညအောင်ရောက်လာတဲ့အခါအဖွားဟွာတော့ထဲဝင်လာခဲ့တယ် ပြီးတဲ့အခါတစ်ပင်တပင်ရဲ့အောင်မှာပုံအောင်ပြီးအခြေအနေကိုစောင့်ကြည့်အကဲခတ်နေပါတယ်။ဒီလိုနဲ့တိတ်မကြခင်အချိန်မှာပဲမြောက်ဥစုတစုဟာအဖွားကိုပုံခုနေတဲ့တစ်ပင်နာကိုရောက်လာတယ်။မြောက်ဥထေရမြောက်တကောင်ခေါင်းလောင်းကိုတီးကပ်နေပြီးကြံမြောက်တွေကပျော်ရွှင်စွာကားကုံစော်ကစားနေတာကိုအဖွားကမြင်လိုက်ရပါတယ်။ဒီလိုနဲ့အဖွားကတောဥထေမှာပေါ်ထွက်နေတဲ့ခေါင်းလောင်းတန်ရဲ့အကြောင်းရင်းကိုသိရှိသွားခဲ့ပါတယ်။အဖွားကဝမ်းသာပျော်ရွှင်သွားတဲ့ရွာကိုပြန်လာခဲ့ပြီး အစီအစဉ်တစ်ခုကိုစာပြီးလှုပ်ဆောင်ပါတယ်။အဖွားဟာပထမဆုံးဘယင်ကြီးကိုတွားတွေ့တယ်။သူမမှာတော်တဲ့ကခေါင်းလောင်းတန်တစ်စီကြီးကိုမောင်းထုံနိုင်မဲ့အစီအစဉ်တစ်ခုရှိနေတဲ့အကြောင်းအဲ့ဒီအစီအစဉ်ကိုကောင်းတယ်ပေါ်ဖို့ငွေနှဲငယ်လိုအပ်တဲ့အကြောင်းကိုပြောတဲ့အခါဘယင်ကြီးကအဖွားကိုချက်ချင်းပဲငွေတွေထုတ်ပေးလိုက်ပါတယ်။အဖွားဟာဘယင်ကြီးပေးလိုက်တဲ့ငွေတွေနဲ့မြေပဲတွေတစ်သီးတွေကိုဝယ်ပြီးတော်တဲ့ကိုဝင်လာခဲ့တာပေါ့တော်တဲ့ကိုရောက်တဲ့အခါအဖွားဟိုကဝယ်ယူလာတဲ့မြေပဲတွေ အတီးအနံတွေကိုမြောက်တေလာတဲ့တဲလမ်းမှာဖြန့်ကျဲပြီးခြာထားလိုက်ပါတယ်။ပြီးတဲ့အခါမနေ့ကသူပေါ်အောင်ခဲ့တဲ့တစ်ပင်ရဲ့အောင်မှာတွားရောက်ပေါ်အောင်နေလိုက်တာပေါ့။ဒီလိုနဲ့ညမောင်လာတဲ့အချိန်မှာပဲမြောက်ဟာရောက်လာခဲ့တယ်။ပြီးတဲ့အခါဖွားကိုခြာပေးထားတဲ့အတီးအနံတွေနဲ့မြေပဲတွေကိုဝမ်းသာအားရကောက်ယူစားတော့ကြပါတယ်။ခေါင်းလောင်းကိုကင်ထားတဲ့မြောက်ဟာလည်းအတီးအနံတွေကိုတွေးတဲ့အခါခေါင်းလောင်းကိုပြစ်ထားလိုက်ပြီးတစ်တီးတွေကိုဝမ်းသာအားရကောက်ယူနေပါတယ်။ ဒီကာမာအပေါအဝါမြောက်ပစ်ချလိုက်တဲ့ခေါင်းလောင်းကိုအလင်းမြန်ကောက်ဝလိုက်ပြီးတော်ရဲရနေအမြန်ဆုံးပြေးထွက်လာခဲ့ပါတယ်။ပြီးတဲ့အခါမှာနန်းတော်ကိုသွားသူရလာတဲ့ခေါင်းလောင်းကိုဘရင်ကြီးကိုပေးရလိုက်ရင်အရှင်မင်းကြီးအရှင်မင်းကြီးရဲ့ပုံတော်ကြောင့်ခေါင်းလောင်းတန်တစ်စီးကိုနေနေနိုင်ခဲ့ပြီးခေါင်းလောင်းကိုလည်းရအောင်နိုင်ခဲ့ပါပြီလို့ရှောက်တင်လိုက်ပါတော့တယ်။ဘရင်ကြီးကအပေါအဝါပေးတဲ့ခေါင်းလောင်းကိုတည်တည်ချာချာကြီးလိုက်တဲ့အခါဒီခေါင်းလောင်းဟာသူကိုယ်တိုင်ရွာငယ်လေးရဲ့ပုံကြီးကြောင့်မှလူတန်းခဲ့တဲ့ခေါင်းလောင်းငယ်ဆိုတာကို ဘရင်ကြီးတည်သွားခဲ့ပါတယ်။ဒါကြောင့်အဖွားကိုလည်းတော်ထဲမှာဘယ်လိုဖြစ်တည်နဲ့ကြုံဆုံခဲ့ရတယ်ဆိုတဲ့အကြောင်းကိုအမှန်အတိုင်းပြောပြဖို့အမိန့်ချလိုက်ပါတယ်။ဒီအခါမှာအဖွားကတော်ထဲမှာသူကြုံတွေ့ခဲ့ရတဲ့မြောက်ဦးနဲ့ခေါင်းလောင်းရဲ့အကြောင်းပြီးတော့ခေါင်းလောင်းကိုသူဘယ်လိုရောက်ခဲ့လဲဆိုတဲ့အကြောင်းကိုရှင်းပြလိုက်တဲ့အခါဘရင်ကြီးဟာအဖွားဝရဲ့ဉာဏ်ပညာနဲ့ရဲရင်မှုကိုသဘောကျသွားတာကြောင့်စုတော်ငွေမြောင်များကိုချီးမြှင့်လိုက်ပါတော့တဲ့ ရွာသူရွာသားတွေအားလုံးလည်းအဲ့ဒီနေရာစားပြီးသူတို့ကိုညစဉ်ထောက်လန့်ခဲ့တဲ့တစီခေါင်းလောင်းတန်ဆိုတာကိုမကြားရတော့ပဲအရင်လိုအေးချမ်းပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်။ Okay ပုံပြင်လေးကတော့ဒါတော့ပါပဲ။ဒီပုံပြင်လေးကနေသင်္ကန်းသာ၃ခုကိုရရှိနိုင်ပါတယ်။နံပါတ်၁ဘယ်ရောင်မှ မစင်းသားမစင်ခြင်းပဲအလွယ်တကူမယုံလိုက်ပါနဲ့။ခေါင်းလောင်းတန်တစီရှိရဲဆိုတာကိုကြားလိုက်တာနဲ့ကြောက်လန့်တကြရွာတွေကနေပြောင်းပေးကြတဲ့ရွာသားတွေဟာ ိုတိုင်စဉ်းစားစဉ်းကျင်ကြမရှိပဲသူတို့ဘာပြောတဲ့စကားတခုကိုအလွယ်တကူယုံကြည်လိုက်ကြတဲ့သူတွေပါ။ဒါကြောင့်ဒီပုံပြင်လေးကနေရရှိနိုင်တဲ့ပထမဆုံးသင်္ကန်းသားကတော့ကိုတိုင်မစူးစမ်းမစဉ်းကျင်ပဲဘယ်ရအောင်ပါအလွယ်တကူမယုံလိုက်ပါနဲ့။နံပါတ်1ပြဿနာတိုင်းရဲ့အဖြေကိုကိုတိုင်အသိဉာဏ်နဲ့စဉ်းစားဆုံးဖြတ်ပါ။ကျွန်တော်တို့လူသားတွေမှာကိုယ်ပိုင်အုံနောက်နဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ပါလာပြီးသားပါ။ဒါကြောင့်ပြဿနာတစ်ခုခုနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အခါသူတော်ဘာရဲ့ပြောစကားကိုယုံသားပြီးအလွယ်တကူဆုံးဖြတ်ချက်ချလိုက်တာမျိုး ဘယ်တော့မှမလုပ်ပါနဲ့ကိုယ်ပိုင်အသိဉာဏ်နဲ့သေသေးချာချာစဉ်းစားချင်းချင်းပြီးမှပြဿနာရဲ့အဖြေကိုဆုံးဖြတ်ပါနံပါတ်3အကြောက်တရားတွေကိုကြော်လွားနိုင်မှုကြိုးစားပါပြဿနာတစ်ခုခုနဲ့ကြုံလာတဲ့အခါအကြောက်တရားဝင်လာရင်အဲ့ဒီပြဿနာပိုပြီးကြီးမားလာတယ်လို့ခံစားရတတ်ပါတယ်ပုံမြင်တဲ့အရွာသားတွေကတောနတ်ထဲကခေါင်းလောင်းတန်ကိုကြားတဲ့အခါအကြောက်တရားတွေဝင်သွားကြတယ်။ပြီးတော့မှားယွန်းသွားကောက်ချက်ချဆုံးဖြတ်မိကြတဲ့အတွက်လည်းပြဿနာဟာပိုပြီးကြီးသွားပါတယ်။ ဒါကြောင့်ပြဿနာတစ်ခုခုနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အခါအကြောက်တရားဝင်မလာသေးဖို့အရင်ကြိုးစားပါဒါမှသာကြုံလာတဲ့ပြဿနာတိုင်းကိုခေါင်းအေးနဲ့စဉ်းစားဆုံးဖြတ်ပြီးအပြေရှားနိုင်မှာပဲဖြစ်ပါတယ်โอเคဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းဒီဗီဒီယိုလေးကနေတန်ဖိုးရှိတဲ့တဲ့ုံတစ်ခုကိုရရှိခဲ့ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ချက်တော်မိမြန်မာနိုင်ငံတော်ကြီးလည်းအများဆုံးအေးချမ်းသာရပါသည်ကြည့်ရှုပါပြီးခဲ့တဲ့မိတ်ဆွေတယောက်ချင်းတွေကိုလည်းကျေးဇူးအထူးတင်ပါတယ်ဗျာ